ိုဝင်ဆောင်မင်းမီတွေအတွက်ဂျူးဒိတ်တော်နီးနဲ့ကိုအခုကိုဝင်ဘယ်နှပတ်ရှိနေပြီလဲဆိုတာကိုသိရအောင်တွက်တဲ့နီးကိုဆ ्याम ားကလွယ်ကူရိုးရှင်းစွာတင်ပြပေးသွားပါမယ်ရှင်ပထမဆုံး ိုနောက်ဆုံးရာသီဆလာသွားတဲ့ရက်ကိုသိရပါမယ်ဒီမှာတတိထားမှာကရာသီပြီးသွားတဲ့ရက်မဟုတ်ပါဘူးနောက်ဆုံးရာသီဆလာသွားတဲ့ရက်ကိုပဲဖြစ်ပါတယ်ဥပမာပြောရရင်အမျိုးသမီးတစ်ယောက်ကနောက်ဆုံးရာသီဆလာသွားတာက January 18 2025ဖြစ်ပြီးသူရာသီပြီးသွားတဲ့ရက်က January 20 2025ဆိုရင်ဆရာမတို့ကနောက်ဆုံးရာသီဆလာသွားတဲ့ရက်ဖြစ်တဲ့ January 18 2025ကိုအခြေခံပြီးတော့တွေ့ရမှာပဲဖြစ်ပါတယ် ဇန်နဝါရီ16 2025မှာနောက်ဆုံးရသည်ဆလာသွားတယ်။အခုမေ20 2025ဆိုရင်သူကကိုဝင်ဘဏ္ဍပတ်ရှိနေပြီလဲဆိုတာကိုတွက်ပြပါမယ်။ဇန်နဝါရီ16ကနေဇန်နဝါရီ31ဆိုရင်15ရက်ဖေဖော်ဝါရီတလလုံးက28ရက်မတ်တလလုံးက31ရက်ဧပြီတလလုံးကရက်30မေတရနေ့ကနေအခုမေ20အထိကရက်20စုစုပေါင်းရက်ပေါင်းက100နဲ့မှ24ရက်ပါ ဒါဆိုရင်ဒီ124ရက်ကိုအပတ်ကိုဝင်ဘဏ္ဍပတ်လဲဆိုတာသိရဖို့ပြောင်းမှာဖြစ်တဲ့အတွက်ကြောင့်မို့124ကိုခွန်နယ်စားလိုက်မယ်ဆိုရင်ဒီအမျိုးသမီးလေးက အခုကိုဝင်ရှိနေတာ18ပတ်နဲ့9ရက်အရှိပြီဖြစ်ပါတယ်ရှင်အခုဆရာမကကိုကလေးဖယ်နေမွေးမာလဲဆိုတဲ့ဂျူးဒိတ်အတွက်နီးကိုထပ်ပြီးတော့ရှင်းပြပေးပါမယ်။ ဂျူးဒိတ်ဆိုတာက အလွယ်ပြောရမယ်ဆိုရင် ကိုဝင်ဆောင်တာအပတ်40တရေသားလောင်းလေးအပတ်40ပြည့်သွားတဲ့နေ့ကိုဂျူးဒိတ်လို့ခေါ်ပါတယ်ဂျူးဒိတ်တွက်မယ်ဆိုလဲကိုနောက်ဆုံးရာသီဆလာသွားတဲ့ရက်ကိုအခြေခံပြီးရွက်တွက်ရတာဖြစ်ပါတယ်ဒီနောက်ဆုံးရာသီဆလာသွားတဲ့ရက်ကိုကျွန်မတို့တစ်နှစ်ပေါင်းမယ် 3လနှုတ်မယ်9ရက်ထပ်ပေါင်းမယ်ဒါဟာအလွယ်ကူအယိုးရှင်းဆုံးဂျူဒိတ်20ပဲဖြစ်ပါတယ်ဥပမာအားဖြင့်ကိုနောက်ဆုံးရာသီဆလာသွားတဲ့ရက်က January 18 2025ဆိုပါစို့ဒါဆိုရင် January 18 2025ကိုတစ်နှစ်ပေါင်းလိုက်မယ်ဆိုရင် January 18 2026ပါအဲ့ဒီထဲကနေ3လနှုတ်မယ်ကျွန်တော်တို့ January ကို3လနှုတ်မယ်ဆိုရင်နောက်ပြန်နှုတ်ကြည့်မယ်ဆိုရင် December November အော်တိုဘာဒီ3လမြောက်ဖြစ်တဲ့အော်တိုဘာ၁2025ဆိုရင်3လနှုတ်ပြီးပါပြီအဲ့ဒီအော်တိုဘာ၁2025ကို9ရက်ထပ်ပေါင်းလိုက်မယ်ဆိုရင်အော်တိုဘာ24 2025ပါဒါဆိုရင်အော်တိုဘာ24 2025ဒီကိုယ့်ရဲ့ due date ခံမှန်းကလေးမွေးဖွားမယ့်ရက်ဖြစ်ပါတယ်ဒီဟာက ကိုဝင်အသက်40ပြည့်မယ့်ရက်ပဲဖြစ်ပါတယ်ရှင် အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျွန်မဒေါက်တာဂရိစ်ပါ